ောကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးတော့မှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆောကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူ account တစ်ဖွင့်ပြီးတော့မှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့သတင်းကောင်းပါကြင်ပါတယ်ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တမ်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်သက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါခြင်းပါတယ်။ကျွန်တော်တို့က promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ဆကားဟော့စ်ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဆွေးနွေးသုံးသပ်သွားမယ့်အကြောင်းအရာကဒီပွဲပြီးလို့မီးမသေးသေးတဲ့ Europa League ဘောလုံးပွဲအပြီးမှလည်းဟိုတင်းမာမှုတွေသဘောထားကွဲလွဲမှုတွေဆက်လက်ဖြစ်ပေါ်နေတဲ့ Manchester United အသင်းရဲ့အခြေအနေပေါ့နော်ဆိုတော့အဓိကအဖြစ်တော့ဟိုဘက်ဒီဘက်အားပြိုင်နေတာကဒီကနာချိုအလဟန်ဒရိုကနာချိုနဲ့ Ruben Amorim သူတို့ကြားတဲ့ကတိုက်ပွဲဆိုတော့ဒီကြားထဲမှာမှဒီ Bruno Fernandes ရဲ့အမြင်ဆိုတော့ဒီအပိုင်းလေးပေါ့နော်ဆိုတော့သူတို့ကိုယ်တိုင်ပြောခဲ့တဲ့ဒီဘလိုဝဲပြီးပြောခဲ့တဲ့စကားတွေထဲကနေပြီးတော့ဒါကျွန်တော်အနေနဲ့ဒီသူတို့ပြောစကားတွေအပေါ်မူတည်ပြီးတော့ဒါကောက်ထုတ်သွားဖို့တုံ့တက်သွားဖို့စဉ်းစားထားဖြစ်ပါတယ်ဆိုတော့ဒီပထမဆုံးအနေနဲ့ Manchester United အသင်းရဲ့တောင်ပန်ကစားသမားကနာချိုက United အသင်းမှာသူအနာခက်နဲ့ပတ်သက်ပြီးတော့ ဆက်ရှိဖို့မရှိဖို့မသေးကြတဲ့ဒီသဘောထားပေါ့အရေးမှသူပြောခဲ့ဆိုတော့အဓိကအဖြစ်တော့ဘောလူဝဲမှာသူ16မိနစ်ပွဲချိန်ပုံမှန်ပွဲချိန်ပေါ့နော်ဒီ injury time မပါပုံမှန်ပွဲချိန်16မိနစ်ပဲပွဲချိန်52မိနစ်မှာသူလိုလိုသားဝင်ရတယ်အဲ့ဒီ16မိနစ်ကစားရခြင်းအပေါ်မှာနီးပြ Ruben Emery ရဲ့ဆုံးဖြတ်ချက်ကိုသူမကျေနပ်တဲ့သဘောထားကိုလည်းသူပြခဲ့တယ် တော့ Manchester United ကအားလုံးသိတဲ့အတိုင်းပဲဒီ Europa League ပိုလ်ကူမှာ Tottenham Hotspur အသင်းကို1-0နဲ့ရှုံးတယ်။ Brandon Johnson ရဲ့ပထမဆုံးအသွင်းကိုလည်းရှုံးတယ်။ရှုံးပြီးတော့ဒီလာမယ့်ရာသီအတွက် Champions League ဝင်ခွင့်လက်မှတ်ဆုံးရှုံးခဲ့တယ်။ Tottenham Hotspur အသင်းက18နှစ်ကြာဘလာမိုးခေါင်နေတာပေါ့အဆုံးသတ်ပြီးတော့ Champions League ဝင်ခွင့်မှာယူသွားခဲ့တယ်ဒီပိုလ်ကူကဆိုတော့ဒီကနာချိုကဒီပွဲမှာသူ ပွဲချိန်ပြည့်သူ့မို့ပွဲထွက်ကစားဖို့မရတဲ့အပေါ်မှာသူအကြီးကျယ်ဒေါသထွက်နေပုံရတယ်။ကနာချိုနဲ့ပတ်သက်ပြီးတော့အပြောင်းအရွှေ့အကြောင်းပြောရင်ပြီးခဲ့တဲ့ဇန်နဝါရီလကသူ့ကိုကြိုးစားတဲ့ club အသင်းသူ့စိတ်ဝင်စား club အသင်းနှစ်သင်းရှိတယ်။တစ်သင်းက Chelsea တစ်သင်းက Napoli ။ဒါပေမဲ့ကနာချိုက Manchester နဲ့အသင်းမှာသူဆက်ရှိခဲ့တယ်။ Ruben Amorim ကလည်းသူ့ကိုတုံးခဲ့တယ်။ ပွဲထွက်ခွင့်ပေးခဲ့တဲ့အသင်းရဲ့အဓိကကစားသမားတွေထက်ကတိုးအဖြစ်ကျွန်တော်တို့ယူဆလို့ရတယ်။ဒါပေမဲ့အခုဒီ final မှာကနာချိုကိုအရန်ကိုထားပြီးတော့တရားစီလုံးနီးပါးဒဏ်ရာပြဿနာရနေတဲ့ Mason Mount Mason Mount ကိုအမော်ရန်ကပို့ပြီးတော့ယုံကြည်မှုရှိခဲ့တယ်၊တုံးခဲ့တယ်။ဖြစ်ချင်တော့ Mason Mount ကဒီပထမပိုင်းတစ်ပိုင်းလုံးလုံးဝပျောက်ဆုံးနေခဲ့တယ်။ဒုတိယပိုင်းမှာတချို့အနေအထားလေးတွေမှာပြန်လဲပေါဝင်လာပြီမဲ့ game အပေါ်မှာကြည်ကြီးမားမားတက်ရောက်မှုမရှိခဲ့ဘူးလို့ပြောလို့ရတယ်။ဒီအချိန်မှာကနာချိုကမေဆမောင်စာလူသားဝင်ခွင့်ရခဲ့တယ်။ဆိုတော့ကျွန်တော်တို့ကဒီ Roman Amorin ရဲ့ပွဲထွက်လူစည်ရင်းမှာအဲ Luke Shaw တို့ပြီးတော့ဒီ Mason Mount တို့ပြီးတော့ Ugadi ကိုမတုံးခဲ့ဘူးတို့ဆိုတော့ဒီအိုင်းနဲ့ပတ်သက်ပြီးတော့ဟိုပွဲထွက်လူစည်ရင်းကနည်းနည်းလေးအားနေတယ်ဒါပေမဲ့ ဂိမ်းရဲ့သဘောတရားအရာနီးပြတူဦးဟာသူကောင်းတယ်ထင်တဲ့အလုပ်ကိုသူလုပ်မှာပဲအဲနောက်တစ်ချက်ကဘဲနီးပြကမှဘဲကစားသမားတူဦးဟာဒီပွဲမှာတေချာပေါက်ခြေစွမ်းပြနိုင်ပါလိမ့်မယ်လို့ဘဲနီးပြမှာကြုံမသိနိုင်လုတ်ကောင်းလုတ်ပြနိုင်လိမ့်မယ်ဆိုတော့အယူအဆနဲ့ကိုလိုချင်တဲ့ဒီ system တစ်ခုကို account ထဲပေါ်တဲ့နေရာမှာတော့ ဒီကစားသမား၁၂ဦးကပို့ပြီးတော့လုပ်ပေးနိုင်မယ်လို့ထင်တယ်ဆိုတော့ယုံကြည်ကြတဲ့ကွန်းရဲကိုထည့်လိုက်တာပဲ။ဘာကြောင့်လဲဆိုတော့ဘေးကအားပေးတဲ့သူတွေထက်ဒီအသင်းရဲ့ကံကြမ္မာဒီအသင်းရဲ့အနိုင်အရှုံးဟာနည်းပြအတွက်ကအများကြီးပို့ပြီးအရေးပါတဲ့အတွက်သူအကောင်းဆုံးဆိုတော့ဒီနေရာမှာ personal rate မပါဘဲနဲ့ဒီဆုံးဖြတ်မှာပဲ။ဒီဆုံးဖြတ်ချက်ဟာချုံချင်းနိုင်ရင်အပေါ်မှာမှားတယ်မှန်တယ်ပြောကြမှာပဲ။ဒါကြလို့အခုဆိုတာပြိဿတ်တော်တော်များလဲဝေဖန်ကြတယ်။ဘယ်သူမပါလို့ဒီ မေစင်မောင်အစာ sorry ကနာချိုစာမေစင်မောင်ကိုတုံးမှာတော့ရှုံးပြီပေါ့ဆိုရဟာမျိုးတွေပေါ့လူရှောပါမှာတော့ရှုံးပြီပေါ့ဆိုရဟာမျိုးတွေဆိုတော့ကျွန်တော်နောက်တစ်မျိုးစဉ်းစားကြည့်လိုက်ဟဲ့မေစင်မောင်လည်းမပါဘူးလူရှောလည်းမပါဘူးကနာချိုကစားမယ်ပေါ့ဒါမှမဟုတ်လေဒီ love back မှာလည်းဒီထားပါတော့ mazori ကိုအောက်ကိုချလိုက်မယ်ပေါ့ mazori ကိုအောက်ကိုချလိုက်မယ်ဒီ luxury ကိုမတုံးဘူးပေါ့ landiori ရဲ့ harry maguire ရဲ့ mazori ရဲ့ကစားမယ်ပေါ့အစားရှိဆုံးပြန် သို့တော့ Tottenham Hotspur ကိုရှုံးခဲ့အောင်မယ်ဆိုရင်ဒါကျွန်တော်ကြုံမြင်နိုင်တဲ့ကိစ္စမဟုတ်ဘူးအဲ့တော့ရှုံးခဲ့အောင်မယ်ဆိုရင်အဲ့ဒီခါကျရင်နောက်ထပ်ဒီဘက်မှာဟိုပြိဿတစ်မျိုးထပ်ထွက်လာမယ်ဒီလိုအတွေ့အကြုံချင်းနဲ့ပွဲတွေမှာလူရှောကိုဘာကြောင့်မတုံးရတာလဲဆိုတာမျိုးကနာချိုလိုကစားသမားမျိုးကိုယုံကြည်နေမှတော့တွားယူဖို့ဆိုတာမျိုးဒီအတန်ကြီးကကြားနေအောင်ပါပဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့နေပြတွေကရှောင်လွှဲလို့မရဘူး နေပြတူဟာရှုံးပြီဆိုရင်ဒီလိုပဲဟိုရှောင်လွှဲလို့မရတဲ့ဝေဖန်ဖြစ်တင်မှုတွေကိုကြုံရမှာပဲဆိုတော့တကယ်တမ်းကျတော့နေပြတူအတွက်အရေးကြီးတာကဒီပွဲထွက်လူစရင်အပြီးမှာအချင်းနေကောင်းရင်ဘာလုပ်မလဲအချင်းနေမကောင်းရင်ဘာလုပ်မလဲဆိုတဲ့အလုပ်တွေကိုလုပ်ဖို့အဲ့နံပါတ်1နံပါတ်2ကကျတော့သူ့ရဲ့ဒီ ideology တစ်ခုကိုရှင်းရှင်းလင်းလင်းပြသနိုင်မှုဆိုတော့ကျွန်တော်အနေနဲ့ ရိုဘန်နမော်ရန်ရဲ့ဒီဘိုလိုဘဲမှာကစားသွားတဲ့ပုံစံဟာမန်ချက်စတာယူနိုက်တက်အတင်းအနေနဲ့ဟိုနီးပြဒီအင်ဂိမ်းပေါ့နော်အင်ဂိမ်းပွဲချင်းအတွင်းမှာ သူ့ရဲ့ပြောင်းလဲသွားတာတွေသူလုပ်ဖို့ကြိုးစားတာတွေသူသူ့ရဲ့ဒီအနှုတ်တွေအပေါင်းတွေဟာဟန်ချက်ညီတယ်လို့ယူဆတယ်ဆိုတော့နိုင်ရှုံးချင်းကတော့ဘာမှပြောလို့မရဘူးဥမာဒီဘရိုနိုဖရန်ဒက်စ်ကောင်းတိုက်တာဝင်သွားခဲ့မယ်ဆိုရင် ် Ransom Island ကောင်းတိုက်တော်ဝင်သွားခဲ့မယ်ဆိုရင်ဆိုတော့ဒီဟာတွေကအနည်းပြကဒီလိုလောက်ထားပြီးတော့ဒီအချိန်တန်ဖိုးပြိုင်ပွဲအသင်းတန်ဖိုးကြတဲ့အချိန်မှာဒီကစားသမားတွေကိုထည့်လိုက်ပြီးတော့ဟိုဒီလိုဖြစ်သွားတာပဲဆိုတဲ့ဟာဖြစ်သွားမှာပဲအနည်းပြနဲ့ပတ်သက်ပြီးတော့ဆိုတော့ဒီအနည်းပြရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်ကြည့်တဲ့အခါမှာဒီ process တစ်ခုလုံး game ရဲ့ process ကိုမကြည့်ဘဲနဲ့ဒီ outcomes တို့မဟုတ် result ဒီ score line ကိုကြည့်ပြီးတော့အကောင်အဆိုးပြောတာတွေကဒါအယိုးဆွဲနေတဲ့အရာတွေပဲဆိုတော့ journalist တွေကိုယ်တိုင်လည်းဒီအမှားတွေကိုကျူးလွန်ကြတယ်တိတိနဲ့ကျူးလွန်ကြတယ်တိတိနဲ့ကိုဝိုင်းကျက်ကြတယ်ဆိုတော့မျိုးတွေ့ရတယ်ဆိုတော့ကနာချိုကိစ္စကိုပြန်ပြောရရင်ကနာချိုကဘလူဘွေအထိနော်ဒီအစင်တိုင်းအစင်တိုင်းမှာအသင်းကိုသူအကူအညီအများကြီးပေးခဲ့တယ်ဒါပေမဲ့ဒီနေ့မင်းနဲ့ဆယ်ပဲ ကစားဝင်ရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်မသိဘူးဆိုပြီးသူပြောသွားတယ်။သူတော့ကနာချိုလိုကစားသမားတူဦးအနေနဲ့ပြီးတော့ကနာချိုကအော်ဟိုကျွန်တော်အမြင်ပေါ့လေအားလုံးသိတဲ့အတိုင်းပဲတော့မပြောကြဘူး။ကနာချိုကအဲ့လိုမျိုး high stakes game တွေမှာသူကအရန်ကိုဟိုခင်ပေါ်လိုစိတ်ကြော်ကြားလိုစိတ်ရှိတဲ့ကစားသမားတူဦးကောင်းပါလေရီမန်းချက်ကြီးတာပေါ့လေဟိုကြောက်နေမဲ့အစား ဒီဒီဟာကသူ့အတွက်အခွင့်အရေးဆိုပြီးလေကလေးလိုအသုံးချကြတဲ့ကစားသမားမျိုးဆိုတဲ့အခါကျတော့သူ frustrated ဖြစ်တယ်သူစိတ်ပြတ်တယ်ဆိုတော့ဒီဟာကိုကျွန်တော်နားလည်ပြီးလို့ရတယ်အဲ့ဒီမှာသူကအနာဂတ်နဲ့ပတ်သက်ပြီးတော့ချင်းချောက်လိုတဲ့အရေးအငွေနည်းနည်းထပ်ပါလာပါလဲဆိုတော့ဒီတရားစီလုံးအနေနဲ့ဒီ club ရဲ့ situation ဒီအတိုင်းမှာဆက်ရှိဖို့အတွက်ဆိုရင်အဲ့ဒီဟာကဟို ူလည်းဒီအသင်းမှာဆက်ရှိမှာမရှိဘူးဆိုပြီးတော့ရည်ရည်ပြည့်ပြောလို့မရဘူးသူဆုံးဖြတ်ချက်သူ့ရဲ့ဆုံးဖြတ်ချက်ဟာဒီအသင်းမှာဆက်ရှိမရှိဆုံးဖြတ်ချက်ဟာဒီဘောလူပွဲကတော့အတိုင်းလာတစ်ခုထိဒီဘောလူပွဲဖြစ်ရပါတော့တိတ်ပွဲချင်းပွဲထွက်မရခဲ့ခြင်းကလုံးဝတော့ရှိနေမယ်ဆိုတော့သူပြောသွားတယ်အဲ့လိုပဲဒီ social media မှာလည်းဒီဘောလူပွဲမတိုင်ခင်6နာရီအလိုမှာကနာချိုက 2024 FA ဖလားပိုလူပွဲနဲ့2024 community တိုင်းပွဲတွေမှာအဲ့ဒီအဲ့ဒီလုံကဒီအောင်ပွဲခံခဲ့တဲ့ဟာကိုဒီသူ posting ခဲ့တယ် game ကပြီးလဲပြီးတော့နောက်တော့ဒီပွဲထွက်သူစင်းထွက်လာတယ်ပွဲထွက်သူစင်းထွက်လာတဲ့အချိန်မှာကနာချိုပြီးတော့သူ့ agent robert ကနာချိုအသိပြီးတော့ တော့မကြတဲ့အနေထားရှိခဲ့ပြီးတော့တခါပွဲပြီးသွားတဲ့အချိန်မှာဒီသူ့အကိုရဘတ်ကာချိုကဘသူနဲ့မှမတူအောင်လို့ပရိုဆန်ခဲ့တယ်အသင်းကိုလိုအပ်တဲ့နေရာတိုင်းကနေအကူအညီပေးခဲ့တယ်နောက်ဆုံးဖိုင်နယ်နှစ်ခုမှာအသင်းအတွက်ကိုးသွင်းပေးခဲ့တယ်ဒါပေမဲ့ဘလူပွဲမှာတော့19မိနစ်ပဲကစားခွင့်ရခဲ့တယ်ဆိုပြီးတော့ ဒီ Rogan Emerson ကိုဝေဖန်ခဲ့တယ်။တော့ကနာချိုအပြင်ကနာချိုရဲ့မိသားစုကနာချိုရဲ့ agent ကပါ Roman Emerson ရဲ့ဆုံးဖြတ်ချက်ကိုတော်တော်လေးဒေါသထွက်နေပုံရတယ်။သို့သော်နီးပြတူဦးအနေနဲ့ပါတက်နိုင်ပါလေလို့ပဲပြောရမယ်။ဆိုတော့ journalist တွေကလည်းဒီကနာချိုဒီလိုမျိုးဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ Roman Emerson ကိုမေးတယ်ကနာချိုကိုတဲ့စောစောစီစီတုံးခဲ့ရင် သူဆိုတော့ကပွဲထွက်တော့မို့ဒီထက်ပိုပြီးစောသုံးခဲ့ရင်အပြေပြောင်းသွားနိုင်မယ်ထင်သလားဆိုပြီးမေးခဲ့တော့ Robin Emory ကလည်းရှင်းရှင်းပြောရင်အများသောအဖြစ်သူကဟိုနည်းနည်းတဲ့ပြောတတ်တဲ့နှီးပြမျိုးဆိုတဲ့အခါကျတော့တခါလေကျတော့ပိုပြီးတော့တင်းမာစရာစကားလုံးဖြစ်သွားတယ်ဒီကနေ့ပတ်သက်ပြီးတော့အဖနဲ့ချင်းတော်ပြောအောင်ပါလေဆိုပြီးတော့သူစပြီးတော့ပြောတယ်အချို့ကစားသမားတွေအရန်ကုန်မှထိုင်ရတယ် ဂိမ်းထဲကိုရောက်လာတယ်။မဘေးပေါင်းနဲ့ပွဲမှာဆိုရင်ဒီမေဆင်ပေါင်းလိုကစားသမားမျိုးပြီးတော့တခြားကစားသမားတွေလည်းပါတယ်ပေါ့။ဂိမ်းရဲ့အနေထားကိုလုံးဝပြောင်းလဲပလိုက်တယ်။ဆိုတော့ရှုံးသွားပြီဆိုရင်တော့ဘာဖြစ်လို့ညာဖြစ်လို့ပြောရတာလွယ်တယ်။ဒါပေမဲ့ဘေးပေါင်းနဲ့ကစားခဲ့တဲ့ scene final ပွဲမှာအပိုင်အခွင့်အရေးတွေကိုဖျံပြေးခဲ့တာဘသူလဲဆိုပြီးသူမေးခွန်းထုတ်တယ်။ပြီးတော့သူကသူပြန်ပြေးတယ်။ကနာချိုမဟုတ်လားအဲ့ဆိုဆိုတော့ဒါကဘာလဲဆိုတော့ ဟိုအခုအချိန်မှာတော့ဒီဒီယာတို့ပြောတာတော်ရဲပေါ့နော်ဒီ views ဒီအမြင်တွေကလည်းအများကြီးနဲ့ဆိုတော့ Roman Moran ကအဲ့ဒီဟာကြီးကိုပြောလိုက်တာကလည်း journalist ကိုရင်ဖြေတာမဟုတ်ဘဲနဲ့ဒီကနာချိုနဲ့တကွာသူ့အကို Robert ကနာချိုကိုပါအတိပေးလိုက်တာပဲဒီဟာကဒီ online ပေါ်ကိုရောက်လာမယ်စာမျက်နှာတွေပေါ်ရောက်လာမယ်ဆိုတော့လူတိုင်းရဲ့အရှိကိုရောက်လာမယ်စကားဆိုတော့သူသိတယ်သူ message ပေးလိုက်တယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့ ရိုဘန် MRN ဘာမှမမှားဘူးလို့ပဲယူဆတယ်။ဘာကြောင့်လဲဆိုတော့ဟုတ်တော့လေဟုတ်တယ်လေကနာချိုကိုထည့်သုံးလိုက်လို့အတုံးမဝင်ရင်လေသူပြောခံရမှာပဲ။အဲ့လိုပဲ mission mount ကိုထည့်သုံးပြီးတော့အတုံးဝင်တော့လေသူပြောခံရတာပဲ။ဘယ်ဘောင်းနဲ့ပွဲမှာဆိုတော့ကနာချိုပွဲထွက်ခွင့်ရတယ်။ဒါပေမဲ့ game ထဲမှာဒီ ပေါင်းဖျားတွေလုံနေတယ်ကိုသမားနဲ့1 by 1တွေ့တဲ့အခွင့်အရေးဖြုံးပြလိုက်တယ်ဆိုတော့ဒီဟာတွေကတကယ်လို့သာဘေဘာဝကဒီမန်ချက်စတာယူနိုက်တက်ကိုကြော်ပြီးပိုလီဘောတက်လာတယ်ယူနိုက်တက်ဟာကနာချိုဟာဒီ final မှာဒီလိုစကားမျိုးတောင်ပြောလို့ရအောင်အဲ့ဒီပွဲတော့က game ကိုလုံးဝ game changing moment ကမေဆင်မောင်းကဖန်တီးသွားတာဆိုတော့နေပြတွေအနေနဲ့ဒီဟာတွေကတော်တော်လေးပြောဖို့ခက်ပါတယ်ဘလူးဝဲမကစားခွင့်မရတဲ့ ကစားသမားတွေရဲ့ခန်းစားချက်ကိုနားလည်ပြီးမဲ့အဲ့ဒီဟာကြီးကိုဟိုဘယ်လိုခေါ်မလဲလူသိရှင်ကြားမကျင်နှောင်းပြနေတာကြီးကဒီအသင်းမှာသူဆက်ရှိကျင်သေးရလားဆိုတော့မိကုံထုတ်ဆရာတို့ပြောလို့ရတယ်ဆိုတော့အမရင်ကသူ့စကြိုက်လူသင်းကိုထုတ်မှာပဲလူသင်းထုတ်ပြီးတဲ့အခါမှာအစင်မပြေတဲ့အခါမှာအစင်ပြေဆိုသူပြင်ပါပဲတကယ်လို့မပြင်ခဲ့ဘူးဒီမေဆင်မောင်းဟာတိတ်လေအတုံးမွန်ပါလေရနဲ့ သူ့အနေနဲ့မိနစ်60ဒီစောင့်ကြည့်နေမယ်။ကနာချိုကမတုံးခဲ့ဘူးသို့မဟုတ်မိနစ်60လောက်ကြာမှဒီချွေးသိတဲ့သဘောထည့်တယ်ဆိုရင်တော့ဒါက personal အော်သူအခုဒီကနာချိုရိုမေဆင်ပေါင်းအပြောင်းအလဲတွေရိုဘင်အမရွန်ရဲ့အပြောင်းအလဲတွေဟာတော်တန်ဟော့စ်ပါစ်ရဲ့အခြေအနေပေါ်ကြည့်ပြီးတော့ game အတွင်းမှာလည်းအပြောင်းအလဲတွေလှုပ်သွားတယ်လူသားလဲမှုတွေနဲ့ပတ်သက်ပြီးတော့လည်းတင့်တော်တဲ့လူသားလဲမှုတွေလှုပ်သွားတယ်ဆိုတော့ဒါကတော့ရိုဘင်အမရွန်အမှားမရှိဘူးလို့ကျွန်တော်တို့ထင်တယ်ဆိုတော့ဒီကိစ္စပါเนาะနောက်တစ်ချက် ပွဲပြီးတော့ Bruno Fernandes နှစ်ချက် ပြောသွားတယ်။တစ်ချက်က Ruben Amorim ကဒီအသင်းနဲ့မထိုက်တန်ဘူးဆိုပြီးသူပြောသွားတယ်။အသူပြောတဲ့စကားကဟိုမသိရင်တော့ Ruben Amorim ကအဆင်မမီသူလို့ပြောရမယ်။တကယ်တော့ Bruno Fernandes ပြောချင်တဲ့ကြီးပဲချက်ကလက်ရှိအသင်းကတကယ်ဟိုသုတ်ပြက်ပြီးတော့ကပောက်ဒီကပောက်ချာဖြစ်နေတဲ့အသင်းဖြစ်တဲ့အတွက် Ruben Amorim နဲ့မထိုက်တန်ဘူး Ruben Amorim နဲ့ထိုက်တန်တဲ့အတင်းက United ရဲ့အနာဂတ်အတင်းဆိုပြီးသူပြောသွားတယ်ဆိုတော့အခုအချိန်အထိဖြစ်ပျက်ခဲ့သမျှနော်ရလတ်တီဟာ Ruben Amorim နဲ့မသက်ဆိုင်ပဲနဲ့လာမယ့်အနာဂတ်ကသာဒီအတင်းကိုအပြောင်းအလဲတွေလုပ်ရမယ်ရှော့တင်တဲ့သူတွေရှော့ရမယ်ဖြည့်တင်တဲ့သူတွေဖြည့်ရမယ်သူစိတ်ကြိုက်ခေါ်ယူမှုတွေလုပ်ပြီးတော့သွားမယ့်အတင်းကသာ Ruben Amorim နဲ့ထိုက်တန်တဲ့အတင်းဆိုပြီးတော့ပြောသွားတော့ဒါ Bruno Fernandes ကတော့သူ့ဒီ Portugal သားအချင်းချင်း ပြောလို့ရတယ်လို့သူယုံကြည်တဲ့သူသဘောကျတဲ့နှစ်ယောက်စလုံးကဒီ sporting lisbon ကနေပြီးတော့ဒီအဆက်အနွယ်တွေရှိတဲ့သူတွေသူထောက်ခံသွားတယ်ဒါပေမဲ့သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့တော့သူကလည်းဒီ club အသင်းကိုနည်းနည်းလေး challenge ပြန်လုပ်သွားတဲ့သဘောမျိုးပြောသွားတယ် united မှာသူကတေချာပေါင်းဆက်ရှိကျင်လာလူ captain ဆက်လုပ်နေမယ် ruben emoren နဲ့ဒီအသင်းရဲ့ဒီလာမယ့်အနာဂတ်ကိုသူတွားကျင်တယ်ဆိုတဲ့သဘောထားမျိုးကိုလည်းသူပြတယ်သို့တော့ club အသင်းကသာသူနဲ့ ပတ်သက်ပြီးတော့ငွေဖော်ခြင်းနဲ့ဆိုရင်လည်းသူအတင်းကထွက်သွားမှာပဲဆိုပြီးတော့သူအားတော့ပြောသွားတယ်။အကလပ်ကရောင်းချင်ရင်တော့ငါထွက်မှာပဲ။ဒါငါအနေနဲ့ကတော့သူကဆက်ရှိမယ်ဆိုတဲ့သဘောထားကိုပြောသွားတယ်။ဆိုတော့ဒါတော့ထားပါတော့ဒီ Robin Emery Canacho ပြီးတော့ဒီ Bruno Fernandes တို့ရဲ့ Leicester ဒီအနေအထားကိုကျွန်တော်သုံးသပ်ခဲ့တာ။ဆိုတော့ Canacho နဲ့ပတ်သက်ရင် Canacho ကပြီးခဲ့တဲ့နီးပြ Everton Hack နဲ့တော့ငါလေဒီ social media post နဲ့ဝေဖန်ခဲ့ဘူးတဲ့။ပြီးတော့ ပြန်ပြီးတော့တောင်းပန်ခဲ့ဘူးလေဗောလေအဲ့ဒီ social media ကနာချိုကလည်းအဲ့ဒီ social အင်မတန်ကြော်တယ်လို့ယူဆတယ်သူမျိုးမလိုလားအပ်တဲ့ပြဿနာတွေမလိုလားအပ်တဲ့နောက်ဆက်တွဲတွေအော်သူ့ကို Robert Kanacho ပြောတာမှန်ပါတယ်နောက်ဆုံးဘလူဘောနဲ့ကျင်းဆိုတာဒီ FA ဖလားပွဲမှာ Kanacho ကိုသွင်းတယ် community ရှိမှကိုသွင်းတယ်သို့တော့အဲ့လိုကိုသွင်းခဲ့တိုင်းလေဒီဘလူဘောမှာကိုသွင်းမယ်လို့တော့ပြောလို့မရဘူးဒါကြီးကဘာမှကြုံမြင်ရတဲ့ကိစ္စတွေမဟုတ်ဘူးအဲသို့တော့သူတို့ရဲ့မကျေနပ်မှုကိုပြတယ် အသင်းကထွက်ခွာနိုင်ခြေရှိတဲ့အခြေအနေအရေးမပြောတယ်ပြီးတော့အဲ့ဒီအတွက် narrative အနေနဲ့ Ruben Amorin ကိုမကျေနပ်တဲ့သဘောထားတွေကိုသူတို့ဒါလူသိရှင်ကြားပြလိုက်တယ်ဆိုတော့ Amorin က United မှာဆက်ရှိဖို့များပါတယ်ဆက်ရှိမှာပဲဆက်သူတို့ထွက်ဖြစ်ခဲ့ရင် Amorin ကြောင့်ဆိုတဲ့ပုံစံမျိုးဆက်နေရင်နေမယ်ပေါ့လေဒါပြောလို့မရအောင်ထွက်ဖြစ်ခဲ့ရင် Amorin ရဲ့ဒီ final ဆုံးဖြတ်ချက်ကိုမကျေနပ်လို့ထွက်တယ်ဆိုတဲ့ပုံစံမျိုးသူတို့ကြိုပြီးတော့ဒီဘယ်လိုခေါ်မလဲခက်ကွင်းပြင်နေတယ်ဆိုတဲ့သဘောထားမျိုးလည်းကျွန်တော်တို့မြင်ရတယ်ဆိုတော့ဒါက မန်ချက်စတာနဲ့အသင်းရဲ့ဘလူပွဲအပြေးမှာမပြီးဆုံးသေးတဲ့တင်းမာမှုတစ်ထုပ်အကြောင်းဆွေးနွေးကြတာဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတဲ့ Soccer Hub Press အများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်